ဖဲမာတော့စစ်သူကြီးကဗဂျီမာကြီးကိုပြန်လည်စစ်ပြနေရပြီးမြေခွေမိတ်ဆာမကိုလည်းသူတို့တပ်ကဖမ်းဆီးခဲ့ပေမဲ့အဲ့ဒီမြေခွေမိတ်ဆာမကအောက်လိုက်ပညာကြတဲ့အတွက်လော်သွားခဲ့တယ်လို့စစ်ပြနေခဲ့ပါတယ်။အဲ့ဒီမိတ်ဆာရဲ့အကွဲတွေကိုတီးသွားခဲ့ပြီဖြစ်လို့နောက်တစ်ခါကျရင်ဖမ်းနိုင်တော့မှဖြစ်တယ်လို့ပြောနေတဲ့စစ်သူကြီးကိုမင်းညားကလော်ရံမျိုးတစ်ခုလုံးကိုစစ်ဆေးဆောက်ခွေခဲ့တဲ့အတွက်အေးချမ်းတဲ့ပြည်သူတွေကိုတောင်မှထိတ်လန့်ဖြစ်ခဲ့ရတယ်လို့ဘေးကနေပြန်လည်ထောက်ပြပါရတယ်။မြေခွေမိတ်ဆာမကိုတောင်မှမထိနိုင်ခဲ့တဲ့အပြင်ဗဂျီမာကြီးရဲ့ဆေးမတာမှအကြောက်ပဲချိလာပိနေသေးတယ်လို့ဆိုကထိုက်ပြောနေခဲ့ပါရတယ်။အဲ့ဒီချိန်မူမတယောက်ကလည်းထွေးလာခဲ့တာတော်ဝဲဆောင်မိုးကကလည်းနီးနေပြီဖြစ်လို့မဖမ်းနိုင်ခဲ့တဲ့စစ်သူကြီးကိုအပြစ်ပေးဖို့ ထောက်ခံနေခဲ့ပြီးယူရှိစေတူကြီးကလည်းစေတူကြီးဆိုတာကတိုက်ခိုက်တဲ့နေရာတွေမှာသာကြွားကြည့်ပြီးဂါသာမန်တူကိုတော့နားမလည်ဘူးလို့ဆိုတာပြန်လည်ထောက်ပြပါတယ်ပြောပြောဆိုဆိုနေပဲစေတူကြီးရဲ့မိစ္ဆာနိုင်အစာပစ္စည်းတခုဟာလည်းပြုတ်ကျသွားခဲ့ကြမလို့အားလုံးရဲ့ဝိုင်းရာကိုသာခံနေခဲ့ရပါတယ်ဝိုင်းနေကြတဲ့အတန်လူထဲကနေဘယမကြီးရဲ့စကားတခေါ်ကြအားလုံးကလည်းတိတ်သွားခဲ့ပြီးယူရှိစေတူကြီးကမြေခွေမိစ္ဆာမကိုမဖမ်းနိုင်ခဲ့ပေမဲ့တော်ဝကိုတော့ကြေပေါ်အားထမ်းဆောက်ခဲ့ကြမှုအပြစ်ပိတဲ့အနေနဲ့လာစားတဝဲကိုသာဖျက်လိုက်ပါတယ်အခွင့်တရားလေးပေါ်မှာတရေးပြန်နိုးလာခဲ့ပြီးသူ့ကတ်တေပေးခဲ့တဲ့ပိုင်ဟန်ကျွေးစီကိုသွားကသူ့ရဲ့အသေးတငယ်ကြီးတယောက်နဲ့တူနေတာဖြစ်လို့အသေးကို တီးလို့ရမလားလို့မေးလိုက်ပါဘယ်ပြပြချိတဲ့ပိုက်ဟာကျွေးကိုအခွန်းကလည်းသူ့ရဲ့တငံချိကလည်းသူ့ဘဝအကြောင်းတွေကိုပြပြရတာကိုသဘောမကျပဲဘဝတစ်ဆောက်လုံးမှာလည်းသူများခိုင်းတဲ့တွေကိုသာလောက်ခဲ့ပြီသူ့ဘဝရဲ့အဓိပ္ပာယ်ကိုကြတော့မေးနေခဲ့တယ်လို့ပြပြပြပါတယ်လေတစည်းလို့ပါပဲလို့ပြောတဲ့ပိုက်ဟာကျွေးကိုလည်းအခုချိန်မှာတော့နီးဆိုင်ရနေရတွေကိုသာမျောနေတယ်ဆိုတာကမှန်ပါပဲအချိန်တိုင်ရင်တော့ကဲကဲဖို့တော့လိုရလို့အခွန်းကဆေးပြပါတယ်နောက်နေ့မနေ့မှာတော့အစီခံတွေရဲ့စကားမှာအစီမကသူ့ကိုမေးစရာရှိတယ်ဆိုတဲ့အတန်ကိုကြားရတယ်အပြေကိုအမြထွေးလာခဲ့ပြီထွေးလာတဲ့လမ်းမှာလည်းငွေတစ်ခုကောက်ရခဲ့ပါတယ်တဖက်မှာတော့ရွေးရှိစစ်သူကြီးကတက်လို့သာချိုးစစ်စေးရစီပူမ ဖီစီကနေမြေခွေမိတ်ဆာမရဲ့တတဲကိုသွားနိုင်နေခဲ့ပေမဲ့စစ်စေးရင်ရစီကတော့ဆောက်ထွက်သွားခဲ့ပါတယ်။ကာစီကုတ်လိုက်တယ်လို့ပြောနေတယ်အမှုတန်းဟန်ကလည်းရောင်းလာခဲ့ပြီးသူတို့ရဲ့စာကြီးဆောင်ရဲ့တခေကြီးချူကဆွေးနွေးစရာရှိတဲ့အတွက်စာကြီးဆောင်ကိုလိုက်လာခဲ့ဖို့ခေါ်လိုက်ပါတယ်။စာကြီးဆောင်ကိုရောက်သွားခဲ့တော့စာကြီးဆောင်ရဲ့တခေကြီးချူကမြေခွေမိတ်ဆာမကိုမဖမ်းနိုင်ခဲ့တဲ့အတွက်စစ်သူကြီးကိုအပြစ်တင်နေပြီးယူချီစစ်သူကြီးကတော့သူ့လာပြဖို့အတွက် ခေါ်လိုက်တယ်လို့ပြောလိုက်ပါတယ်။သူတို့ရဲ့တခေကြီးချူကဘီမာကြီးရဲ့အမိန့်ကိုသာနားခံတဲ့အတွက်မူမတ်တွေနဲ့လည်းရန်ညုံမရှိရမလို့စကားကိုပြောင်းနားထားဖို့တော့အမှုတန်းဟန်ကအကြံပေးပါတယ်။အတိတ်ကျဆောက်ကြီးနေပေမဲ့စာပေသမား35ယောက် ောက်စလုံးကိုတက်လို့စားမစီအောင်ဖောက်ခေါ်သွားနိုင်ခဲ့တဲ့မြေခွေမိတ်ဆက်မကိုဖမ်းချီမုတ်ဆိုးကိုအေးအေးဆောက်ဖို့တာအကြပိနေခဲ့ပါတယ် အဲ့ဒီချိန်အောက်ခါပြေးခဲ့တဲ့ဘိုက်ကော်တစ်ခုထုတ်ပြလိုက်တော့အဲ့ဒီဘိုက်ကော်ကိုမြင်တာနဲ့ယူရှိစစ်သူကြီးဟာလည်းဒေါသထွင်းနေခဲ့ပြီအဲ့ဒီအောက်ခါကပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ရုပ်ဝဲအတက်ပညာကိုတိုက်တဲ့တူဦးတီတော်သူဖြစ်တာမလို့မြေခွေမိတ်ဆာမအောင်ဖားချေသူ့တော်အောက်ကိုရမလို့ပြောနေခဲ့ပါတယ်သူ့လိုအရေးကြီးစီတဲ့စစ်သူကြီးကတော်တော်တရားစီမှာအောက်ကိုရမလားလို့ပြောနေတော့လူတယောက်ရောက်လာခဲ့ပြီသူတို့စောက်ကြည့်ခိုက်ထားတဲ့သူစီကနေတတဲ့တစ်ခုရောက်လာတယ်ဆိုတာကြောင့်ဖားကြည့်တဲ့အခါစာထမ်းမှာတော့ကာရတဲ့ငွေတစ်ခုနဲ့စိုက်ရအများကြီးကိုဝယ်နေခဲ့တယ်လို့သာဆိုထားခဲ့ပါတယ်အောက်ခါတယောက်ဒီနေရာကမုတ်ဆိုင်တွေမှာလိုက်ဝယ်စားနေခဲ့ပေမဲ့အလောက်ကဈေးကြီးနေတဲ့အတွက်လောရံမျိုးကဈေးကြီးတဲ့ ဲ့ဆိုတာကိုကောက်ချစ်ချနေတယ်။သူ့ရဲ့အိတ်ကနေရေဆူပြီးပစ္စည်းနေတဲ့စားရွက်တခုကိုစမ်းမိသွားခဲ့ပါရဲ့။အဲအကြောင်သူ့ရဲ့ဘိုက်ကိုအရေးဖြစ်ဖို့အတွက်စာသက်သားကောက်လိမ်မှာအနှဲငယ်ပေါ်နေသေးတဲ့လိမ့်စာအရာထိုင်အင်တော်ရဲ့အဆေးကိုရောက်လာခဲ့ပြီးတကားခောက်လိုက်ကထွေးလာတဲ့အဆေးကကိုဆာလာပို့တာလို့သာပြောလိုက်ပါရဲ့။ခဏနေတော့လူတယောက်ကထိုင်ရောက်လာခဲ့ကစီယာကျူးအောင်ရရဲ့တပိလာလုံးမိလိုက်တော့သူကဖေးခွန်းလို့ဆိုကတခါရဲနှုတ်ဆက်လိုက်ပါရဲ့။သူကတော့မေသားရဲ့အိတ်တော်ထိုင်ဖြစ်တယ်လို့ဆိုကပြောပြလိုက်ပြီးအခွားတရားလူမားနေပြီဆိုတာကိုသိလိုက်ရတာမလို့အလက်ကားစားတော့မယ်လို့တွေးနေခဲ့ပါရဲ့။စီယာကျူးအောင်ရရဲ့တပိဖေးခွန်းရောက်လာတယ်ဆိုတာကြာထိုင်မေသားကလည်းဆာလူလာဖို့ပြောလိုက်တော့ရေ ီဆိုသွားရတဲ့အတွက်ပြီးစီးသွားပြီဖြစ်တဲ့စားကြောင့်အခွန်းကလည်းလာခဲ့တဲ့ခရီးမှာဓမြတယောက်ကြောင့်ရေထဲကိုကျသွားခဲ့ပြီးအခုလိုမျိုးဖြစ်သွားခဲ့တယ်လို့ဆက်ပြလိုက်ပါတယ်။တစိမ့်နဲ့လေရေကမကန်နေတဲ့အတွက်သူ့လိုက်ထိုက်ဖို့ပြောလိုက်ကအောင်းရဆရာကထူးချော်ရဆရာတွေထဲကတယောက်ဖြစ်ပြီးသူ့ရဲ့ဆရာလည်းဖြစ်တယ်လို့ထံမဲသားဆက်ပြနေခဲ့ပါတယ်။နည်းနည်းခြားခြားနေတတ်တဲ့အောင်းရဆရာကတယောက်တည်းနေထိုင်ရတာကိုကြိုက်ပြီးသူ့ရဲ့တပည့်တွေအကြောင်းလည်းပြောလို့မရှိတာဖြစ်လို့သူ့စီကိုတပည့်တရားလောက်လိုက်တဲ့ဆိုတာကသူ့အရာအလေးထားတဲ့လို့ဆိုကအခွန်းကလည်းဒီအရော်ရဲ့ထိသေးသူရာထူးကိုပေးအပ်လိုက်ပါတယ်။အခွန်းကထိသေးသူရာထူးဆိုတာကိုမသိရတဲ့အတွက်ဘာလို့ရတာလဲလို့မေးတဲ့အခါအဲ့ဒီရာထူးကဘာမှလုံ းစရာမလိုဘူးလို့အိုက်တော်ထဲကဆေးပြပါတယ်။ထမင်းသားကလည်းအချိန်အားရဲ့သူ့ရဲ့သမီးကိုပါစားလေးလာပေးဖို့အတွက်ပြောနေခဲ့ကြမလို့အဲဒါကတေးစာစားခွဲမဟုတ်ပဲတသက်တာစားခွဲလေးမှဖြစ်တယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ ခဏနေတော့အာခွန်တရားလဲစာတေသားကောက်လေးကိုတောက်ပိုင်းနေခဲ့ပါမြေခွေးမိတ်ဆက်မစီကနေသူ့ကိုကဲထုတ်ပေးမယ်လို့ပြောနေခဲ့ပါတယ်သူတွေပေးရမယ့်သူဟာထမ်းမေးသားရဲ့တမီးဖြစ်တဲ့အဲ့ဒီမေးသမီးလေးလို့ဆိုကစေခံကောင်လေးကဆေးပြနေတော့အပြန်လိုက်မေးသွားခဲ့ကြတော့ရေမင်းကလေးဆိုတာကိုတီးသွားခဲ့ပါတယ်အာခွန်ရဲ့တဲ့ဒေးကိုကြားရတယ်ယူရှိစစ်သူကြီးကလည်းထိုင်တော်တဲ့ဟုတ်ပါရောက်လာခဲ့ပြီအာခွန်ကိုမြေသွားခဲ့တော့သူ့ရဲ့ညီမကိုအာခွန်နဲ့အဝေးမှနေဖို့ပြောလိုက်ပြီးထမင်းကလေးကလည်းအကိုလို့ခေါ်လိုက်တာကြောင့်မောင်နှမတွေဆိုတာကိုတီးသွားခဲ့ပါတယ်ဒေါသကြီးတဲ့စစ်သူကြီးကလည်းအာခွန်ကိုမြေရတယ်မပြောမဆိုနဲ့တိုက်ခိုက်နေခဲ့ကအာခွန်ကလည်းစစ်သူကြီးရဲ့တိုက်ခိုက်မှုတွေကိုစောင့်နေခဲ့ရပြီးနောက်တော့ မှာလဲသူကြောင့်အစ်ကွဲခဲရတယ်လို့ဆိုတာလိုက်ဖမ်းနေခဲ့ပါတယ်။နေအောင်သားလည်းအပြက်လိုက်ညှိခုံနေခဲ့ကြတာခဏနေတော့မိသမီးလေးကပဲဝေတန်းလိုက်ရပြီ။သူ့ရဲ့ပန်းလေးကိုဖြစ်စည်းခဲ့တဲ့သူပြောနေခဲ့ပါတယ်။ရွှေရှင်စစ်သူကြီးကပြန်ရောက်ပေးမယ်လို့ပြောလိုက်တော့အဲ့ဒီပိတ်လေးကသူ့ရဲ့ခမီးတော့ပေးခဲ့တဲ့ဆာဝါပန်းလေးဖြစ်တဲ့အပြင်အဲ့ဒီပန်းလေးကိုလည်းသူကိုယ်တိုင်စိတ်နေပြီးတော့ပြုစုခဲ့ရတာဖြစ်လို့အသိလို့ချိန်တာမဟုတ်ဘူးလို့ဆစ်ပြပါတယ်။စစ်သူကြီးရွှေရှင်ကလည်းအောက်ခန်းကညံများကကြောက်ရက်ကောက်ရက်သူဖြစ်တယ်လို့ပြောလိုက်တော့မိသမီးလေးကလည်းသူတီးရဲလို့ပြောထွေးတော့မဲ့အချိန်စိတ်ကိုပြတ်ထိတ်ကအခုလေးစီဆရာဖေးခွန်းကလည်းအဲ့တော်ထိတ်သူဖြစ်နေပြီလို့ဆစ်ပြပါတယ်။စိတ်ကိုပြတ်ထိတ်ကပြန်လည်းဖို့လုံးနေချိန်မေးစရာတစ်ခု စီသေးတယ်လို့ဆိုကထက်လုံးနေခဲ့တာမလို့ပြတ်ပုတ်လိုက်ကြရပါတယ်ခနားနေတော့မေသမီးလေးကအာခွမ်းစီကိုရောက်လာခဲ့ပြီးအစီခံကောင်လေးကိုလည်းအပြေထွေခိုင်းလိုက်ပါတယ်သူ့ရဲ့ဆေးကိုရောက်လာခဲ့တဲ့မေသမီးလေးကသူ့ရဲ့အိတ်ကိုဘယ်လိုလုပ်ပြီးရောက်လာတယ်ဆိုတာကိုနားမလည်ပြီးမှမင်းညာကကိစ္စကိုတော့ဘယ်သူမှပြန်ပြောဖို့ပြောနေခဲ့ပါတယ်အဲ့ဒီချိန်အာခွမ်းကမိစ္ဆာမလို့ပြောလိုက်ပြီးဘယ်လိုလုပ်ပြီးမေသမီးလေးဖိနေတယ်ဆိုတာကိုနားမလည်ပြီးမှလူတွေအပေါ်မကောင်းတဲ့တွေကိုဆေးလုတ်ခွေပေးမှမဟုတ်ဘူးလို့ပြောလိုက်တော့လိမ့်မြတဲ့ရေမင်းကလေးကလည်းတီးချလိုက်ကဖီတိုလေးလေးပြီးဆုံးသွားပါတယ်ဒါတော့ဆက်ဆက်ပါပြီးဆုံးထွေးလေးပဲဖြစ်ပါတယ်အစ်ပြေအပီဆိုဒ်4နောက်ဗီဒီယိုမှာဆက်တင်ပေးပါမယ်ကျွန်တော်ကဝိုင်ပါ